ကမ္ဘောဒီးယားနဲ့ငင်းချင်းရေးသဘောတူညီချက်ကိုထိုင်းဘက်ကရက်ဆိုင်လိုက်ပြီဖြစ်ပါတယ်။နေဆယ်နီးမောင်မနေ့ကဖြစ်ခဲ့တဲ့မြေမြုံမိုင်းပောက်ကွယ်မှုကြောင့်ထိုင်းစစ်သည်နူဒန်ရရှိခဲ့ပြီးထိုင်းနိုင်ငံဟာအင်းနီချင်းကမ္ဘောဒီးယားနဲ့ငင်းချင်းရေးသဘောတူညီချက်အကောင်အထည်ဖော်မှုရက်ဆိုင်ကြောင်းကြေညာပါတယ်။မြန်မာသမ္မတထရန့်အာဆီယံဖွဲ့စည်းစုံမှုနဲ့ရရှိခဲ့တဲ့ဒီသဘောတူညီချက်ဟာဇူလိုင်လတွင်ကလူ43ဦးသေဆုံးပြီးနှစ်ဖက်လုံးမှာအရသာ3မိန်းကျော်ဦးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ နေဆက်ပြိပခအဆုံးသတ်ဖို့ကိုရည်ရွယ်ခဲ့တာဖြစ်ပါတယ်ခုတော့ထိုင်းဘက်ကအဲ့ဒီငင်းကြဲသဘောတူညီချက်အကောင့်ထံဖော်မှုကိုရယ်ဆိုင်လိုက်တဲ့အတွက်သမရထရန့်ကိုထိုးနှက်မှုဖြစ်သွားပါတယ်သမရထရန့်ရဲ့ငင်းကြဲရေးလုပ်ငန်းစဉ်တွေဟာစက်ပြမှုပေါင်းလို့ပဲဆိုပြီးတော့ဝေဖန်မှုတွေရှိနေတဲ့အချိန်မှာ အခုလိုမျိုးထိုင်းဘက်ကလုပ်ရကြောင်းထရန့်ကတော့တော်တော်လေးမကြည်မချမ်းဖြစ်နေပါတယ်ပြောရမယ်ဆိုရင်ဘေးစကပ်ပြည်နယ်မှာမိုင်းပေါက်ကွဲမှုကြောင့်စစ်တပ်တအူး ခြေတော့ပြက်ပြီးတော့ပြင်းပြင်းထန်ထန်ရရှိခဲ့ပြီးတခြားတယောက်လည်းအပေါ်ရန်ဒဏ်ရာတချို့ရရှိခဲ့တယ်လို့ Thai စစ်တပ်ထုတ်ပြန်ကြမှာဖော်ပြပါတယ်ရင်ကျိုင်းသဘောတူညီချက်ပူတဲ့ညချက်ပေါ်နောက်ဆက်တွဲလှုပ်ဆောင်မှုကိုရပ်တန့်မယ်လို့ထိုင်းစိုးရပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်သဘောတူညီချက်ကောင်ထံမှုတစိတ်တပိုင်းဖြစ်ထိုင်းနိုင်ငံမှာဖမ်းခံရတဲ့ကမ္ဘောဒီးယားစစ်သည်18ဦးကိုလွှတ်ပေးလဲပါပါတယ် လုံခြုံရေးချင်းချောက်မှုရောပါသွားပြီလို့ကျွန်တော်တို့ထင်ခဲ့ပေမဲ့တကယ်တမ်းရောပါသွားတာမဟုတ်ပါဘူးလို့ထိုင်းဝန်ကြီးချုပ်အနုတင်ကသတင်းစာရှင်းပွဲမှာဆိုပါတယ်ကမ္ဘောဒီးယားအနာပိုင်တွေကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးချက်ချင်းမှတ်ချက်မပေးပေမဲ့နေဆက်တစ်ချောင်းမှာမြေမြိုမိုင်းတွေထောင်ထားတယ်ဆိုတော့ထိုင်းရဲ့ဆွဆွဲချက်တွေကိုအရင်ကတည်းကပယ်ချထားပါတယ်ထိုင်းနိုင်ငံသူ့ဘာသူကမ္ဘောဒီးယားနိုင်ငံသားတွေဝင်မလာနိုင်စေဖို့မြေမြိုမိုင်းတွေထောင်ပြီးကမ္ဘောဒီးယားစစ်တပ်ကထောင်တရောင်ရောင် ပြန်လည်ပြီးတော့ဆွဆွဲပြောဆိုနေတာဖြစ်တယ်ဆိုပြီးတော့ကမ္ဘောဒီးယားဘက်ကဆိုပါတယ်ကမ္ဘောဒီးယားကာကွယ်ရေးဌာနကတနင်္လာနေ့မှာကြေညာချက်စောင်ထုတ်ခဲ့ပြီးငင်းချင်းရေးအတွက်မရေးမရင်ဂရီကွက်ကိုဂရီပြုတယ်လို့ထက်လောင်းပြောပါတယ်အော်တိုဘောမှာလက်မှတ်ရေးထိုးခဲ့တဲ့ပူးတွဲကြေညာချက်အသစ်မှာနှစ်ဖက်လုံးဟာသူတို့ရဲ့နေဆက်တခြားမိုင်းရှင်းလင်းလုပ်ငန်းတွေပြုလုပ်ရမှာဖြစ်ပြီးလက်နက်ကြီးတွေကိုလည်းရုပ်သိမ်းပြီးတော့အာဆီယံဖွဲ့စည်းထားတဲ့ပြစ်ခတ်ရေးစေရေးစောင့်ကြည့်အဖွဲ့တွေကိုလည်းဝေရောက်ခွင့်ပြုမယ်လို့ဖော်ပြထားတာဖြစ်ပါတယ် အခုတော့ထိုင်းနဲ့ကမ္ဘောဒီးယားကြားငြိမ်းချမ်းရေးအစီအစဉ်တွေဟာမတည်မကြမရေမရအခြေအနေထိဆက်ရောက်သွားပြီပဲဖြစ်ပါတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ကတော့လက်ရှိဒီကိစ္စနဲ့ပတ်သက်ပြီးဘာမှတုံ့ပြန်ခြင်းတော့မရှိသေးပါဘူး။ထိုင်းဝန်ကြီးချုပ်အနုတင်ကသာဒီကိစ္စနဲ့ပတ်သက်ပြီးသူ့အနေနဲ့ဒါဟာအင်မတန်မှအရေးကြီးတဲ့ကိစ္စဆိုပြီးတော့ပြောနေပါတယ်။အခြေအနေတွေပိုရှင်းလာတဲ့အထိကျွန်တော်တို့အခုလုပ်နေသမျှကိစ္စအလုံး ရက်ဆိုင်ထားမယ်လို့အနုတင်ကနိုဝင်ဘာ10ရက်နေ့မှာသတင်းတောက်တွေကိုပြောပါတယ်။ဘာတွေဖြစ်ခဲ့လဲဆိုရင်ရန်လုံမှုတွေဟာကျွန်တော်တို့ထင်သလောက်မလျော့ပါဘူးဗျ။ကျွန်တော်တို့အနေနဲ့ဒါကြောင့်ငင်းကြိုင်းနဲ့ပတ်သက်ပြီးရှေ့ဆက်ဆောင်ရွက်လို့မရသေးပါဘူး။ဒီကိစ္စနဲ့ပတ်သက်ပြီးအမေရိကန်ကိုလည်းလိမ့်မှုပြီးပြောသွားပါမယ်ဆိုပြီးတော့အနုတင်ကကြေညာထားပါတယ်။